မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီတစ်ခေါက်မှာတော့ဂျင်းတွေလှဲစားမှုနဲ့ငငယ်ကမိဘတွေကလည်းဆုံးပါသွားခဲ့ပြီးအနှိမ့်ဆက်ခံအနှိမ်ခံရတာကြောင့်အောက်လန်းအတက်နဲ့ဂလဲစားပြန်ချီတာကိုထိတ်လန့်ခြောက်ခြားပွင့်မြင်တွေ့ရမှာပါယူလီဟာမိဘနှစ်ပါးနဲ့အတူထမင်းလက်ဆောင်စားနေချိန်အမေဖြစ်သူဟာရုတ်တရက်ချမ်းတုံတဲ့ယောဂဝေဒနာခံစားလာရပြီးကြည်နေရင်မှပဲရုတ်တရက်ပိုဆိုးလာတာ တာမန်ယောဂါမဟုတ်ပဲသူမလက်တွေရဲ့အသားတွေကနေအဆူးတွေထွက်လာသလိုမျက်လုံးတွေကပါအချုံတွေထွက်လာပါတယ်ယူလီလည်းသူ့ရဲ့အမေကိုထိတ်လန့်ပြီးကြည့်နေချင်းသူမရဲ့လက်ကိုလှမ်းဆွဲထားလို့ပိုးပြီးထိတ်လန့်သွားကဘေးဖြစ်သူကလည်းဝင်တိုင်းယူလီကိုအခန်းတစ်ခုထဲကို ပို့ပြီးအမေဖြစ်သူစီကိုကူညီဖို့ပြန်သွားတဲ့အခါမှာပဲယူလီဟာတယောက်တည်းအရန်ထိတ်လန့်နေကမိကလည်းပြတ်သွားပြီးတကားကလည်းပေါက်ထွက်လာပါတယ်ဒီအချိန်မှာပဲအဖေနဲ့အမေကိုခေါ်ရင်း အပေါက်ကနေသွားချောင်းကြီးတဲ့အခါမှာတော့ရုတ်တရက်မျက်နှာကြီးပေါ်လာလို့ထိတ်လန့်ပြီးလဲကျသွားပါတယ်။အဲဒီနောက်မှာတော့ရဲတွေလည်းရောက်လာပြီးယူရီလည်းတတိယလာတဲ့အခါမှာတော့သူမရဲ့မိဘနှပါလုံးကစုံပါသွားတာကို မြင်လိုက်ရပြီးဝမ်းနဲ့ငိုကြီးပါတော့တယ်။ဒီချိန်မှာပဲသူမအဖေရဲ့အရင်မိန်းမကလည်းရောက်လာပါတယ်။သူနဲ့အရွယ်တူဖြစ်တဲ့ကလေးမလေးလည်းပါလာတာပါ။ဝမ်းနဲ့ငိုကြွေးနေတဲ့ယူလီကိုအနားကိုလာပြီး မျိုးမစစ်မလေးလို့ကျိန်မောင်းလိုက်သေးတာပါပဲဒီလိုနဲ့အဖြစ်အပျက်ပြီးအနှစ်20ကြာပြီးမှယူလီဟာအရွယ်ရောက်လာခဲ့ပြီးသူ့ရဲ့မိတွေးနဲ့အတူနေထိုင်ရကအိမ်ပေါ်တယောက်လိုအလုပ်တွေလုပ်ရပါတယ်ဘွားကြီးကလည်းကျမ်းမာရေးမကောင်းတော့ပါဘူးမိတွေးကဘာပဲလုပ်လို့သူ့မကိုအကောင်းမမြင်ပဲ အပြစ်ပဲပြောခံနေရတာပါပဲဒါကိုတခြားလူတွေကလည်းမသိသလိုပဲနေကြက သူ့မမရှိသလိုပဲဆက်ဆံကြပါတယ်သူမရဲ့အဖေတို့အမေကွဲလာရကမွေးတယ် တီကာနဲ့ဒီအန်လည်းရှိကြပါတယ်တီကာကတော့ဘာသာရေးကျောင်းမှာကလေးတွေကိုစာပြန်ပြပေးတာပါတီကာကိုယ်တိုင်ကလည်းဘာသာရေးကိုင်းဆိုင်သူပါသူတို့ကျောင်းနဲ့အိမ်နဲ့ကြားမှာလူမနေတာကြာပြီဖြစ်တဲ့အိမ်ကြီးတစ်လုံးလည်းရှိပြီးအဲ့ဒီအိမ်ကတရေ၆တယ်လို့နာမည်ကြီးပါတယ်အဖွားကြီးကလည်းနာမကျန်းနေကဂရင်ပေါ်မှာလဲနေရပြီးဒီအန်ကလည်းအဖွားရဲ့အခန်းထဲမှာဝိညာဉ်တွေကိုခေါ်ပြီးစကားပြောနိုင်တဲ့ကစားစရာနဲ့စော့နေခြင်း သူနဲ့စကားအတူလာပြောပါလို့ရွတ်လိုက်တာနဲ့အခန်းတကားကလည်းပွင့်လာပါတယ်ဒီအန်းကလည်းအရန်ထိတ်လန့်ပြီးကြည်နေကဝင်လာတာကတော့ယူလီဖြစ်နေလို့စိတ်သက်သာရာရသွားပါတယ်ယူလီကအဖွားကြီးကိုပြုစုပေးနေရင်ဒီအန်းကတေသူတွေနဲ့စကားပြောချင်းလာလို့မေးတော့သူ့ရဲ့အဖေနဲ့အမေကိုပြောချင်တယ်လို့ဆိုတဲ့အခါမှာအဖွားကြီးရုတ်တရက်ယောဂထားဖောက်လာပြီးသူ့ရဲ့အန်ထွက်တာတော့ယူလီကိုတမင်ထွေးလိုက်သေးတာပါ ဒီတော့ယူလီကလည်းနောက်ဆိုပြီးအသက်ထွက်ခံနေမျက်လုံးစင်းကြီးနဲ့ကြည့်နေတဲ့အဖွားကြီးကိုမုံတီးစွာနဲ့ပြန်ကြည့်နေလိုက်ပါတယ်။အဲဒီနောက်မှာတော့အလောင်းကိုတန့်စင်တဲ့အချိန်သူမကိုလာရော့စ်ကမဝင်ခိုင်းပဲအလောင်းအတွက်အဝတ်ကိုပြင်စီပါတယ်။အလောင်းသားမှမိသားစုတွေကနှုတ်ဆက်နေကြကယူလီကအနားကိုတို့ပြီးနှုတ်ဆက်မယ်လို့တော့ငငယ်ကသူမကိုနှိပ်စက်ခဲ့တာတွေကိုပြန်သတိရသွားကသူမကြည့်နေရင်အလောင်းကြီးကထစကားပြောလာလို့ထိတ်လန့်သွားပါတယ်။ ဒါကိုလဲလာရော့စ်ကနားလည်မပြီးပဲလူအများရဲ့အရှိမှပဲပားရိုက်ပြီးပြောဆိုလုပ်ပါတော့တယ်။လာရော့ကအရင်မိမနဲ့ရတဲ့ကလေးဖြစ်ပြီးယူလီကတော့နောက်မိမနဲ့ရတဲ့ကလေးပါ။သူမရဲ့အဖေကိုယူလီရဲ့အမေကလူယူသွားတယ်လို့ခံစားနေရတာကြောင့်မိတွေးကရောလာရော့စ်ကပါယူလီကိုတစက်မှအကောင်းမမြင်ကြတာပါပဲ။သူတို့မိသားစုကကုံစုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားကြပြီးအလौဒမားကဖောက်တဲ့စီကမုံပိုးရတာကိုယူလီကယူသိမ့်ပြီး လာရော့စ်ကိုပြန်အဲ့ရမယ်လို့လုပ်ပေမဲ့အကောင်းမမြင်တဲ့လာရော့စ်က "तू မပြောတာကိုနားမထောင်ပဲ။ပိုက်ဆံကိုကိုသဘောနဲ့ကိုယူတယ်လို့စွပ်စွဲကလူရှိသူရှိမှာပဲ။နင့်အမေလိုအပြတ်မှာပဲလို့အော်ဟစ်ပြောဆိုပါတော့တယ်။ယူလီလည်းပြန်ပြီးရန်ဖြစ်ချင်ပေမဲ့မလုံတော့ပဲစိတ်ထဲမှာပို့ပြီးနာကြီးသွားပါတယ်။အဲ့ဒီနောက်မှာတော့ဆိုင်ကအလုတ်သမားယူနိုကိုအကူအညီတောင်းလိုက်တဲ့အခါမှာတော့သူမကိုအောက်လန်းစရာတယောက်စီကိုလိုက်ပို့ပေးပါတယ်။ ဆရာစီကိုရောက်တဲ့အခါမှာတော့လာရာစ်တို့မိသားစုပုံကိုပြလိုက်ပြီးကျမရဲ့ဘဝကိုဖျက်ဆီးခဲ့တယ်လို့လှုပ်ပေးပါလို့တောင်းဆိုလိုက်ပါတယ်အဘွားကြီးဒေဆုံးသွားရတာကလည်းယူလီအောက်လန်းနဲ့လှုပ်ခဲလို့ပါပဲအောက်လန်းစီကလည်းဓာတ်ပုံကိုယူကြည့်ရင်သူတို့ကိုဘာဖြစ်စေချင်တာလဲလို့ဆိုတော့တီးစီချင်တာလို့ပြောလိုက်ပါတယ်ချက်ချင်းပဲအောက်လန်းစီကလည်းသူ့ရဲ့ပညာကိုထုတ်သုံးလိုက်တာနဲ့မျက်စိရှိတွင်ပဲထူးဆန်းတာတွေစတင်ဖြစ်ပေါ်လာပြီးမင်းရဲ့စံဓာတ်တွေပြည့်စည်နိုင်တဲ့အောက်လန်းပညာတစ်ခုရှိတယ် အရန်အန်ဒီရများပြီးသိစီနိုင်နေအစီအရင်အတွက်အရက်40မပြည့်သေးတဲ့အလောင်းတစ်ခုလိုတယ်လို့ဆိုတော့မိသားစုတွေကဖြစ်ရင်ရော့လို့မေးတဲ့အခါမှာပူရောင်ကောင်းသေးတယ်လို့ဆိုပါတယ်ချက်ချင်းပဲယူလီရဲ့လက်ကိုဆွဲပြီးသူတောင်းနေတဲ့ဆက်လိတ်မီးနဲ့ထိုးချလိုက်ကယူလီလည်းနာကျင်သွားပြီးမျက်နှာကိုပုတ်တက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မကြခင်ကမှမြုပ်ထားတဲ့အဖွားကြီးရဲ့အလောင်းကိုယူနိုနဲ့အတူညာတွင်ချင်းပဲတူးယူလိုက်ပြီးကားနဲ့အောက်လန်းစီယာစီကိုတည်သွားကြပါတယ် နာကြီးမုံဒီစိတ်တွေကြောင့်ယူလီတယောက်ကြောက်ရကောင်းမှမတိလောက်အောင်ပါပဲအလောင်းကိုဆီယာစီပို့ပြီးတာနဲ့ယုံနိုကိုထွက်သွားခိုင်းလိုက်ပြီးယူလီကိုကိုတိုင်အစီအရင်ပြုတ်လုစေပါတယ်ဒီတော့ဆီယာပြောပြတဲ့အတိုင်းအစီအရင်တွေလုတ်ပြီးသူပြုတ်လုခိုင်းနေရင်အလောင်းကိုဖွင့်ကြက်သွေးတွေကိုမျက်နှာမှာတုံလင်းစေကအစီအရင်ပစ္စည်းကိုကင်ပြီးဆီယာတင်ပေးတဲ့အတိုင်းလိုက်ရွတ်စေပါတယ်သူမယူပြီးတာနဲ့သူမကိုတိုင်အလောင်းထုတ်တဲ့အဝင်းနဲ့ထုတ်ခံထားရတယ်လို့ဖြစ်သွားပြီး ဆရာကသင်ပေးတဲ့အတိုင်းဂျင်းကိုစင့်ခေါ်လိုက်တာနဲ့အသည့်ပြောင်းဝင်လာပါတယ်။ဒီအချိန်မှာပဲအလောင်းရဲ့ဗဇက်ကလည်းပွင့်သွားကပိုးကောင်တစ်ကောင်ထွက်လာပြီးသူမရဲ့လက်ထဲကအရာကိုထည့်လိုက်တာနဲ့ဗဇက်ကပြန်ပိတ်သွားပါတယ်။ဆရာကသူတို့တွေသေးတာမင်းကြောင့်ပဲတော့လို့ဆိုကအလောင်းမပုတ်ခင်မှာမိသားစုအလုံးပျက်စီးတဲ့အထိအစီရင်ကိုပြီးအောင်လုပ်ရမှာဖြစ်ပြီးဒီလိုပြီးအောင်မလုပ်နိုင်ရင်တော့အောက်လန်းပညာကမင်းကိုပြန်ထိလိမ့်မယ်။ဂျင်းတွေက အပြစ်ကြီးပြီးလမ်းမရောက်နေတဲ့လူတွေကိုအယမ်းကြိုက်ပြီး အခုလူတွေကအပြစ်သားတွေတည်တည်နဲ့လူတွေဆိုတာတေးကြပါစေလို့တတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အိမ်သားကိုမီးလုံးတစ်လုံးရောက်လာပြီးအိမ်ထဲမှာတော့တီကာကဝိပြုစူတောင်းနေတာပါ။သူမဝိပြုနေချိန်ပြတင်းပေါက်မှန်ကွဲသွားပြီးအပေါက်ကနေပိုးကောင်လေးတစ်ကောင်ဝင်လာပါတယ်။ဒါကိုတီကာကလည်းမတိလိုက်ပါဘူး။မိသားစုဓာတ်ပုံတွေလည်းရုတ်တရက်ပြုတ်ကျသွားကအတန်ကြားလို့တက်ကြည့်တော့ဓာတ်ပုံမှန်ကွဲကတီကာရဲ့ခြေထောက်ကိုထိုးမိသွားပါတယ်။ ခြေထောက်ကမှန်ကွဲစောက်ကိုထုတ်ယူနေရင်အပွားရဲ့အခန်းကအတန်ကြားလို့တွားကြည့်တဲ့အခါမှာဘာမှမရှိလို့ပြန်ထွက်ခွာတလုံးကပြုတ်ကြလို့တွားကောက်တဲ့အခါမှာအပွားကိုမြင်လိုက်ရပြီးထိတ်လန့်သွားပါတယ်ယူလီရောက်လာတော့ပျောက်သွားပြီးတီကာကသူမြင်လိုက်တာကိုပြောပေမဲ့စိတ်ထင်နေတာပါလို့ဆိုကာတွားအိတ်ခိုင်းလိုက်ပါလေမနက်ရောက်တော့လေတီကာကညကသူမြင်ခဲ့တာတွေကိုအမေကိုပြောပြပေမဲ့အမေဖြစ်သူကမယုံပါဘူး ဒါပေမဲ့ဒီအန်းကတော့စိတ်ဝင်စားသွားပြီးသူ့ရဲ့နီးလန်းနဲ့ပဲအဖွားနဲ့စကားပြောဖို့လုပ်မယ်လို့ဆိုပါတယ်။လာရတ်ကလည်းဆူတောင်းမှုမပြုလုပ်တာကကြာပြီဖြစ်ကတီကာကအဖွားအတွက်ဆူတောင်းရအောင်လို့ပြောပေမဲ့သမီးပဲလှုပ်လိုက်ပါလို့ဆိုပါတယ်။ဒီအချိန်မှာယူလီထွက်လာတော့မှန်ကွဲတူကိုမသိမ့်လို့အပြစ်ပြောနေကတီကာတို့ဆူတောင်းဖို့လိုအပ်တာကိုလှုပ်ပေးဖို့ပြောပေမဲ့သူမမလှုပ်ပေးနိုင်ဘူးတဝတိယာရှိတယ်လို့ဆိုကထွက်သွားပါတယ်။ ။လာရတ်စ်ကလည်းအမေဆုံးပြီးတဲ့ကနင်ပြောင်းလဲသွားတယ်လို့ဆိုကာရန်တွေးဖို့လုပ်ပေမဲ့တီကာကတားထားလိုက်တာပါ။တီကာကလည်းဆီယာနဲ့သူတို့အိမ်မှာမတင်ကားစရာဖြစ်နေတာတွေကိုပြောပြကစိတ်ပူနေပြီးဆီယာကလည်းယုံကြည်မှုကိုမပြတ်ဖို့ပြောဆိုပါတယ်။တီကာတို့လည်းအဖွားအအတွက်အိမ်မှာဆူတောင်းပွဲပြုလုပ်နေရင်ယုဒီရဲ့အိမ်ငိုက်တယ်လို့ဖြစ်သွားကာမျက်လုံးပြန်ဖွှင်းတော့သူတို့မိသားစုတစုလုံးသွေးဒီနဲ့နာကျင်စွာအော်ဟစ်နေတာကိုတွေ့လိုက်ရပြီ။သူမထိတ်လန့်နေတော့မှာပဲ ရုတ်တရက်တတိပြန်ရလာက အမေကိုဖတ်ထားလိုက်ပါတယ်။ဒီအန်းကလည်းအခန်းထဲမှာဝိညာဉ်တွေကိုစင့်ခေါ်ပြီးစကားပြောဖို့ကြိုးစားနေတယ်လို့ယူလီကလည်းအစီအရင်ပစ္စည်းကိုဒီအန်းရဲ့နံမည်ရေးကအလောင်းရဲ့အသားထဲကိုခွဲပြီးမြုပ်လိုက်ပြီးဂါထာတွေလည်းယွတ်ရင်ဒဏ်ရာကိုအယိုးနဲ့ထိုးပြီးချုပ်လိုက်ပါတယ်။ဒီအချိန်မှာပဲဒီအန်းရဲ့နားထဲကိုအကောင်ဝင်သွားပြီးထိမ့်ချုပ်ခံလိုက်ရကနာကျင်အော်ဟစ်နေတဲ့အတန်ကိုတီကာကလည်းကြားသွားပြီးတကားဖွင့်ဖို့လှုပ်ပြီးမှမရပါဘူး။ ဒီအန်းကဖွင့်ဖို့လုံတော့လေလုံမရတော့ပဲအော်ဟစ်နေရင်းပါပဲသူကိုသူထိခိုက်အောင်ပြုတ်လို့လိုက်ပြီတီကာကတကားကိုအတင်းတွန်းဖွင့်လို့ပွင့်သွားတဲ့အခါမှာပဲသူမကိုဝိညာဉ်တကောင်လို့မြင်လိုက်ရပြီသူတုံးနေတဲ့အပြားကိုကွဲအောင်လှုပ်ကာမှန်ကွေးတီနေပဲလေပင်းကိုပြန်ထိုးပြီးဆုံးပါသွားပါတယ်ဒီအန်းဆုံးပါသွားတဲ့အတွက်ဝမ်းနဲ့ငိုကြွေးနေကြပေမဲ့ယူလီကတော့ဝမ်းမနေပါဘူးယိုနိုကလည်းသူတို့လှုပ်လိုက်တာကြောင့်လားလုံးပြီးတော့နေလဲပါခဲ့တာပဲဒီအန်းကသူ့ရဲ့တူမဟုတ်ပဲ သူတို့ပြန်ပြီးဝိတ်လည်နေတာလို့ဆိုပါတယ်တီကာကလည်းဝမ်းထဲငိုကြွေးနေကဗလီဆီယာကိုငိုပြီးသူတို့ရဲ့အိမ်မှာဖြစ်နေတာတွေကိုပြောပြတဲ့အခါမှာယုံကြည်မှုကမစွန့်လွတ်ပဲခွင်လွတ်မှုကိုတောင်းခံပါလို့ပဲမှားလိုက်ပါတယ်ဒီလိုနဲ့တီကာကအိမ်မှာဝိပြုဆူတောင်းမှုတွေလုပ်နေခြင်းအတန်တခုကိုကြားလိုက်ရပြီးလှဲ့ကြည့်တော့လဲဘာမှရှိမနေပါဘူးတရက်မှတော့ယူလီလည်းအိမ်မှာရှိနေခြင်းလာရော့စ်ကသူ့ယောက်ျားနဲ့အဆင်မပြေဖြစ်တာကိုကြားပြီးကြေနပ်နေတာပါ။ဆိုင်မှာရောက်တော့လေ လာရတ်ကယောက်ျားဖြစ်သူကိုသူ့ရဲ့အကျင့်အတိုင်းစူပူပြောဆိုကထွက်သွားတာနဲ့ယူလီကဝင်ပြီးဂရုစိုက်ပေးတယ်လို့နဲ့မြူဆွဲလိုက်ပါတယ်။ဒီတော့လာရတ်ရဲ့ယောက်ျားကသူ့ကိုအကောင်းမြင်သွားပါပြီ။ယူလီကလည်းတမင်လူအလစ်မှာပလင်းတွေကိုလွှတ်ချလိုက်ပါတယ်။ဒီတော့လာရတ်ကပြောဆိုနေတာကိုယောက်ျားဖြစ်သူကဝင်တားလိုက်ပြီးယူလီဘက်ကကူပြောပေးကသူ့ကိုလည်းခိုင်းဖို့အတွက်အနိုင်ကျင့်ဖို့အတွက်ယူခဲ့တာလို့ဆိုကပြောဆိုလို့ပြီးထွက်သွားပါတယ်။ အိမ်ကိုရောက်တော့ယူလီကလည်းပြန်ရောက်လာပြီးမြူဆွဲလိုက်ကအပြစ်ကျူးလွန်လိုက်ကြပါတယ်ဒီချိန်မှာပဲလာရတ်ကလည်းသူ့ယောက်ျားကိုဖုံးခေါ်တာမကင်လို့စိတ်ပူလာပြီးချက်ချင်းအိမ်ကိုပြန်လာပါတယ်ယူလီကလာရတ်ကိုထားခဲ့ပြီးသူမနဲ့တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားကြရအောင်လို့ပြောပေမဲ့လက်မခံပါဘူးမင်းကမြူဆွဲတာမင်းအမေလိုပဲလို့ပြောတဲ့အတွက်စိတ်ဆိုးသွားပါတယ်လာရတ်ရဲ့ယောက်ျားလည်းအခန်းထဲကနေအထွက်မှာတီကာကအိမ်ပြန်လာတာနဲ့တိုးပြီးအမေကိုပြန်မပြောပါနဲ့လို့ဖြောင်းပြပြောဆိုလိုက်ရပါတယ် တကယ်တော့လာရတ်ကအင်ရှုကိုရောက်နေပြီမဲ့မတိလိုက်ပါဘူး။ညရောက်တော့ယူလီတယောက်အိမ်ကနေတိတ်တဆိတ်ထွက်သွားပါတယ်။အစီအရင်ပြုတ်လုဖို့ပါပဲ။ဒီကာကလည်းဝိပြုစူတောင်းနေရင်မိကပြတ်သွားကသူမရဲ့အနောက်မှာဂျင်းတကောင်က ရောက်နေပြီသူရွတ်တယ်လို့လိုက်ပြီးရွတ်ဆိုနေတာပါ။ဒီတော့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘာမှရှိမနေပါဘူး။သူအရှိကိုပြန်လှည့်တော့မှမျက်နှာရှိကိုရောက်နေလို့ထိတ်လန့်သွားရပါတယ်။ ယူလီကလည်းလာရာစီရဲ့ယောက်ျားနမည်ကိုရေးကအစီအရင်လုပ်နေပါပြီ အလောင်းရဲ့ပါးကိုခွဲပြီးအသားထဲကိုမြုပ်ပဇက်ကလည်းတရွတ်တို့ရွတ်ဆိုနေခြင်းတစ်ဖက်မှာလည်းပလီစီယာကမကောင်းတဲ့အရာကိုခံစားမိနေပြီးပိုပြီးစူတောင်းနေတာပါဒီအချိန်မှာပဲယူလီအစီအရင်လုပ်ရင်းမိပြတ်သွားတဲ့အတွက်မိကြည့်ယူပြီးမိထိုးနေခြင်းနောက်ကနေအလောင်းကြီးကထလာပါတယ်တတိထားမိလို့လှည့်ကြည့်တော့ပုံမှန်အတိုင်းပါပဲဒီတော့မိကြည့်ကိုပြန်လှည့်အချက်မှာပဲ အလောင်းကသူ့ရှေ့ရောက်နေလို့ထိတ်လန့်ပြီးအော်ချလိုက်ပါတယ်။လာရော့စ်ရဲ့ယောက်ျားကလည်းအိတ်နေရင်ချောင်းဆိုးလာလို့ထွေးထုတ်လိုက်တော့ကြက်ရိုးတွေဖြစ်နေတာပါ။ထိတ်ထိတ်လန့်လန့်နဲ့ပဲရေးစည်းနေရင်ပိုးကောင်ကမျက်လုံးတဲကိုဝင်သွားပြီးနောက်တစ်လုံးကထွက်ကြလာကပြန်ထွက်ဖို့ကြိုးစားနေရင်ဂျင်းကိုမြင်လိုက်ရပြီးလဲကြကဆုံးပါသွားပါတယ်။လာရော့စ်ကအခန်းထဲဝင်လာတော့အပြစ်ဆိုးစွာဆုံးပါသွားတဲ့ယောက်ျားကိုမြင်ပြီးအော်ချလိုက်ပါတယ်။ယူလီကတော့အိမ်ပြင်ကနေပြုံးပြုံးကြီးကြည့်ပြီးကျေနပ်နေတာပါပဲ။ အဲဒီနောက်မှာတော့တိတ်ဆုံးသူရဲ့နာရေးမှာစူတောင်းမှုပြုလုပ်နေကြခြင်းယူလီကဝမ်းနေနေတဲ့လာရတ်စ်ကိုပြုံးပြီးကြည့်နေကဒါကိုလဲယူနိုကတတိထားမိလိုက်ပါတယ်တီဂါကလည်းဝေပြူစူတောင်းနေရင်စိတ်ကြောင်ချောက်ချဖြစ်တယ်လို့တင်းချိုင်းနဲ့ရောက်သွားလိုက်ပိုရောက်တီရောက်ဖြစ်နေခြင်းသူ့အဖွားကမြေကြီးထဲကိုဆွဲချတယ်လို့ခံစားလိုက်ရပြီးထအော်မိသွားပါတယ်ဒီတော့ဆရာကစူတောင်းစာရုပ်ပြီးရေမှန်းတိုက်လိုက်ပါတယ်အင်ကိုပြင်ရောက်တဲ့အထိတီဂါကထိတ်လန့်နေပြီး အမေကလည်းသူတို့အိမ်မှာဖြစ်နေတာတွေကတိုက်ဆိုင်တာမဟုတ်ပဲအိမ်မှာမိသားစုဝင်၃ယောက်တောင်ဆုံးပါသွားပြီဆရာကလည်းပြောတယ်လို့ပြောနေကသူတို့မိသားစုကိုတယောက်ယောက်ကထိခိုက်အောင်လုပ်နေတယ်လို့ပြောပေမဲ့လာရော့စ်ကလည်းမယုံပဲလက်မခံသေးပါဘူးသူတို့တစ်ခုခုလုံးမှရမယ်အမေကိုထပ်ပြီးအဆုံးရှုံးမခံနိုင်တော့ဘူးယုံကြည်ပေးပါလို့တောင်းဆိုလိုက်ပါတယ်ဆရာကလည်းတီကာကိုစိတ်ရှိရှိနဲ့တောင်းခံပြီးနေဖို့ဖြောင်းပြန်ပြောဆိုပါတယ်တနေ့မှလာရော့စ်တယောက်တည်းအိမ်မှာရှိချင် ယူလီရဲ့အခန်းထဲမှာသူ့ယောက်ျားရဲ့အင်ကြီးကိုမြင်သွားပြီးယူလီဝင်လာတော့စကားများကြပါတယ်ယူလီကလည်းသူ့ကိုပြောသည်မညီမခံတော့ပဲပားရိုက်မိသွားကအပြန်အလှန်ရန်ဖြစ်ကြရင်ယူလီကိုအိမ်ထဲကနေမောင်းထုတ်လိုက်ပါတယ်ယူလီကလည်းမကြည်မနှက်နဲ့ပဲအိမ်ပြင်ကနေအော်ဟစ်ပြောဆိုနေတာပါညရောက်တော့ဆိုင်ကိုသွားတဲ့အခါမှာယိုနိုကတီကားနဲ့စကားပြောနေတာကိုမြင်ပြီးသူတို့ရဲ့အကြောင်းကိုဘာတွေပြောလိုက်သေးလဲလို့မေးလိုက်ကသူဘာမှမပြောဘူးမင်းလိုဘသူမှမရက်ဆက်ဘူးလို့ပြန်ပြောလိုက်ပါတယ် ဒါပေမဲ့ယူလီကမယုံကြည်ပါဘူး။သူလုံနေတာတွေကိုလူတိသွားမှစိုးတဲ့အတွက်အလောင်းကိုသုံးပြီးယူနိုကိုအောက်လန်းနဲ့ထတ်လုပ်ပါတယ်။ယူနိုကလည်းဆိုင်းတကားပိတ်ရင်ပိတ်မရဖြစ်နေကအแทးကိုဝင်တော့မှတကားကပိတ်ကျသွားပြီ။ခြောက်လန့်ခံရတဲ့အတွက်အပြင်ကိုထွက်ပြေးနေရင်းပါပဲ။တကားနဲ့ခေါင်းနဲ့ညက်ပြီးဆုံးပါသွားရပါတယ်။ရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ယူနိုရဲ့အလောင်းကိုလာရော့စ်လည်းမြင်ပြီးတတိမေလဲသွားတဲ့အထိပါပဲ။အဲဒီနောက်မှာတော့လာရော့စ်ကိုထတ်ပြီးအောက်လန်းနဲ့လှုပ်ပြန်ပါတယ်။ တီဂါကအခန်းထဲမှာတယောက်တည်းမိသားစုပုံကိုထိုင်ကြည့်နေရင်"သူမဓာတ်ပုံဘော်ကိုအကောင်တွေကြလာလို့မောကြည့်နေတုံးမှာပဲ။မျက်နှာချက်ကြီးကကွာကြလာကအကောင်တွေလည်းအများကြီးရှိနေတာပါ။တီဂါလည်းအမေကိုစိတ်ပူပြီးအခန်းထဲသွားကြည့်တဲ့အခါမှာဂတင်းပေါ်မှာရှိမနေပါဘူး။ပစ္စည်းတွေလည်းပွလန်နေပြီးဂတင်းအောက်ကနေလက်ကြီးထွက်လာလို့ငုံကြည့်တဲ့အခါမှာသူ့ရဲ့အမေဖြစ်နေပြီးပူကတ်ခံထားရကပုံမှန်မဟုတ်တော့ပါဘူး။ချက်ချင်းပဲထွက်လာပြီးတီဂါကိုလိုက်ပြီးတိုက်ခိုက်နေလို့ နောက်ကိုစုပ်ကစူတောင်းစာရွတ်နေပေမဲ့မထိရောက်ပါဘူးပူကတ်နေတဲ့ဂျင်းကတော့လိုက်ရွတ်နေသေးတာပါတခြားစူတောင်းချင်းတွေတောင်ရွတ်ဆူခိုင်းနေသေးတာပါတီကလည်းကြောက်လန့်နေပြီးထွက်ပြေးကတကားကိုပိတ်ထားခဲ့ပေမဲ့တကားကိုချိုးပြီးထွက်လိုက်ပြန်ပါတယ်ပြင်းရင်အခန်းထဲကဗီဒိုတဲကိုဝင်ပုံးကဆရာစီကိုဖုံးဆက်ပြီးအကူအညီတောင်းလိုက်ချင်းအခန်းထဲကိုအမေဖြစ်သူကဝင်လာပြီးအပေါက်ကနေချောင်းကြည့်နေတော့သူ့ရဲ့ဗီဒိုရှိမှပဲခေါက်တို့ခေါက်ပြန်သွားလာနေပြီသူမကိုရှာနေတာပါ ဒီကလည်းထိတ်လန့်စွာနဲ့အတံမထွက်နိုင်အောင်ကြိုးစားနေရကခဏအကြာမှာတော့အတံပြောက်သွားလို့အပြင်ကိုအထွက်ဗီဒီယိုပေါ်ကနေဇပင်ကိုဖမ်းဆွဲပါတော့တယ်အတေးရုံးကံပြီးထွက်ပြေးပေမဲ့မိသွားပြီးလေပင်းညစ်ပြန်ကဘေးကရှိတာကိုယူပြီးတိုက်ခိုက်ကထွက်ပြေးပေမဲ့လေတကားကပိတ်ထားတဲ့အတွက်တော့ကိုပြန်ယူနေရင်းမှာသူ့ကိုတွေ့သွားပြန်လို့လိုက်ပြီးတိုက်ခိုက်ကလေပင်းညစ်ထားခြင်းဆရာကအနောက်ကနေရောက်လာပြီးထိန်းချုပ်လိုက်လို့လဲကြသွားပါတယ် ချက်ချင်းပဲဆရာကဗလီကိုခေါ်သွားလိုက်ကြပြီ လမ်းမှာသွားနေရင်တီကာကလူမရှိတဲ့အိမ်ကြီးနားမှာယူလီကိုမြင်လိုက်ရလို့အနောက်ကနေလိုက်ကြည့်ပါတယ်ယူလီကလည်းအစီရင်ထက်ပြီးပြုတ်လုံနေတာပါဒီတစ်ခေါက်မှာတော့တီကာကိုပါပဲတီကာလည်းအိမ်ကြီးတဲကိုဝင်လာတော့အပုံးနဲ့တွေရပြီအထဲကိုရောက်လာတဲ့အခါမှာတော့သူမအဖွားရဲ့အလောင်းကိုမြင်ပြီးထိတ်လန့်သွားကဘေးမှာလည်းယူလီကရှိနေတာပါတီကာကလည်းမယုံကြည်နိုင်လောက်အောင်အံ့ဩသွားရပါတယ်ယူလီကလည်းခက်အေးအေးပါပဲ နင်တို့တမိသားစုလုံးကိုသူပဲအောက်လန်းနဲ့လုံးခဲ့တာဖြစ်ကြောင်းနဲ့။သူမရဲ့အပေါ်မှာတမိသားစုလုံးကကောင်းကောင်းမဆက်ဆံကြကြောင်းကိုလည်းယင်ဖွင့်ပါတယ်။သူမရဲ့မိဘတွေတည်ဆုံးရတဲ့အကြောင်းကလည်းတီကာရဲ့အဖွားကအောက်လန်းနဲ့လုံးခဲ့တာကြောင့်ပါပဲ။ယူလီရဲ့မိဘတွေဆုံပါသွားတာနဲ့သူတို့ပိုင်ဆိုင်မှုတွေကိုအဖွားကြီးကအပိုင်သိမ်းထားလိုက်တာပါ။ဒါတွေကိုဘာလို့မပြောပြတာလဲမိသားစုတွေအတူဖြည့်ရှင်းကြမယ်လို့ပြောပေမဲ့ယူလီကတော့ခါခါတီးတီးပဲ လုံးဝလက်မခံဘဲအမုန်းတွေအညိုးတွေကြီးမားနေပါပြီ။တီကာတို့ခံစားနေရတာကိုမြင်ပြီးရဲတောင်းရင်နေသေးတာပါ။တီကာလည်းသူမအမေကိုသတိရပြီးအမြန်ပြေးထွက်သွားပါလေ။လာရော့စ်ကလည်းဘလီကိုရောက်သွားပြီးဆီယာကဥဆောင်ပြီးဆူတောင်းတာနဲ့ပြုလုပ်လိုက်ချိန်မှာပူကတ်နေတဲ့ဂျင်းကအပြင်းထန်ခံစားရပါတော့တယ်။ဆီယာရဲ့အစွမ်းကိုသုံးပြီးဂျင်းကိုနှင်ထုတ်ပေမယ့်ငြိမ်ချသွားကတီကာကအနားကိုလာတော့ဆီယာက တားထားလိုက်ပါလေ။ယူလီကလည်းအလောင်းကိုခွဲပြီးတီကာအတွက်စီရင်ကိုထပ်လုပ်နေပါပြီ။ လာရာရဲ့ကိုတဲကဂျင်ကမထွက်သေးပါဘူး။ဆီယာကိုလည်းနင်းဖဲနေမဟုတ်ရင်နင်းတိလိမ့်မယ်လို့ချိန်ချောက်ပေမဲ့ဆီယာကပိုဆွမ်းနေတော့အန်တူးလို့မရပါဘူး။ဆီယာကဂျင်ကိုနှိမ်နှင်းနေချင်းယူလီကလည်းအစီအရင်ကိုပြီးဆုံးအောင်အဆုံးသတ်လို့မရဘူးဖြစ်နေပါပြီ။ဆီယာရဲ့အပနေတာကပူပြီးကျန်းလာလေ။ယူလီရဲ့အစီအရင်ကိုဆက်လုပ်လို့မရပဲအန်ထွက်လာကအယိုးတွေဖြစ်နေပါတယ်။လာရာရဲ့ကိုတဲကဂျင်ကလည်းအပြင်းထန်နှင်ထုတ်ခံနေရလေ။ ယူလီကလည်းသူပြုတ်လုထားတဲ့မကောင်းမှုတွေက သူမကိုပြန်ပြီးထိကြိုက်လာပါပြီထိန်းချုပ်လို့မရတော့ပဲကိုကိုကိုပြန်နာခြင်းအောင်လုပ်ပါတော့တယ်လာရာစီရဲ့ကိုယ်ထဲကဂျင်ကလည်းမထွက်နိုင်ဖြစ်နေပြီဆီယာကလည်းမရရအောင်နှင်းမှာပါတီကာကိုလည်းအမေအတွက်စူတောင်းခိုင်းလိုက်ကသူမစူတောင်းနေတာနဲ့ယူလီကလည်းအယူတစ်ပိုင်းဖြစ်နေပြီသူမပြုတ်လုတဲ့အစီအရင်ကသူ့ကိုပြန်ထိနေကတည်ဆုံးသွားတဲ့ဝိညာဉ်တွေကသူမကိုဝိုင်းပြီးနှိပ်စက်တာကိုခံနေရပါတယ် ောက်လန်းပညာကယူလီကိုပြန်ထိနေတာကိုလည်းအောက်လန်းဆရာကသိလိုက်ပါတယ်။ယူလီရဲ့ခြေတွေလက်တွေပြတ်ထွက်သွားတဲ့အထိခံစားပြီးဆုံးပါသွားပါပြီ။လာရာရဲ့ကိုယ်ရေကနေမကောင်းတာတွေအံထွက်ပြီးတာနဲ့လဲကျသွားကငါးချင်မှုတွေကိုအပြင်းထန်ခံစားခဲ့ရတာကြောင့်ဆုံးပါသွားခဲ့ရပါတယ်။တီကလည်းအမေကိုဆုံးရှုံးလိုက်ရပြီးပွေထားကဝမ်းနဲ့ငိုကြွေးပါတော့တယ်။နောက်ဆုံးမှာတော့တီကတယောက်တည်းပဲအသက်ရှင်ကျန်ရစ်ခဲ့ပြီးမိသားစုကဆုံးပါသွားသူတွေကို ကောင်းမွန်စွာမြေမြုပ်တကြိုပေးလိုက်ကမိသားစုဝင်တွေရဲ့မြေပုံတွေကိုကြည့်ရင်ဘာနဲ့စိတ်မကောင်းဖြစ်ကဇလန်းလင်းပြီးဆုံးသွားခဲ့ပါရခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြုံနေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါရခင်ဗျာ။